အခုတင်ဆက်ပေးမယ့်သတင်းကတော့အထက်ဆယ်ရက်ရှိပျော်စီးစိန်ခံသင်းမော်ရန်ကုန်သီးသွားစိတ်ကမ်းမှာစိုက်ကပ်ပြီးခီးသည်များတရက်တာလက်ပတ်ခဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ခီးသည်960လိုက်ပါလာတဲ့ဆယ်ရက်အမြင့်ရှိ Ambass Superstar Libra ပျော်စီးစိန်ခံသင်းမော်ဟာဒီနေ့မနက်ပိုင်းမှာရန်ကုန်သီးသွားစိတ်ကမ်းကိုစိုက်ကပ်ခဲ့ပြီးလိုက်ပါလာတဲ့ခီးသည်တွေဟာရန်ကုန်မြို့ထဲမှာတရက်တာလက်ပတ်မှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမော်ဟာမလေးရှားနိုင်ငံပီနန်စိတ်ကန်းကနေမနေ့ကထွက်ခွာလာတာဖြစ်ပြီးတော့ထိုင်းနိုင်ငံဂါဘီစိတ်ကန်းကနေတဆင့်မြန်မာနိုင်ငံကိုရောက်ရှိလာတာဖြစ်ပါတယ် ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့မှာရွှေဒဂုံစီရီတော်နဲ့ရန်ကုန်မြို့တို့ကိုလက်ပတ်မှာဖြစ်သလိုတန်လင်းနဲ့တိုင်းရင်းသားကြီးရတို့ကိုလည်းတွားရောက်လက်ပတ်မှာဖြစ်ပါတယ်။ညနေ6နာရီမှာတော့တီလဝါစိတ်ကန်းကနေထွက်ခွာပြီးထိုင်းနိုင်ငံဖူးခတ်ခန့်ကြီးကိုတွားရောက်လက်ပတ်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုရောက်ရှိစဉ်မြန်မာခီးသည်15ဦးလိုက်ပါသွားမှာဖြစ်ပါတယ်။တင်မော့ပေါ်မှာဝင်းနဲ914ဦးလိုက်ပါလာပြီးရေကူးကန်၊ဖြောပြေးရေး၊စားတောက်ဆိုင်၊စားတောက်ခန့်မှာအလားပြင်ခန့်မှာအစရှိတဲ့ဖြောပြေးခြင်းနဲ့စိန်ခန့်ခြင်းအစုံအလင်းပါဝင်မှာဖြစ်ပါတယ်။ ဆိုပါခီးစဉ်ကိုမြန်မာ focus ခီးသွားကုမ္ပဏီကစီစဉ်ပြီး Star Cruiser သမော့ကုမ္ပဏီနဲ့ချိတ်ဆက်လုပ်ဆောင်တာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။